ရှင်လက်လက်ရေနစ်ပြီးတော့တက်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဗျာလူသက်သမားကရိုက်နှက်ပြီးတော့မသိမရှင်းနဲ့ဂုံဒီအိတ်ထဲကိုထဲချိုးချီပြီးတော့မြစ်ထဲကိုသွားပြီးတော့နှုတ်ပစ်လိုက်တယ်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြမယ်ဖြစ်အမှန်အကြောင်းအရာကတော့လွန်ခဲ့တဲ့10နှစ်လောက်ကထိုင်းနိုင်ငံဦးရုံထာနေမြို့နယ်စံကဲဦးမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်အမှန်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ စံကဲအုံမြို့မှာဆိုလို့ရှိရင်ဒီမြစ်တွေချောင်းတွေအင်းအိုင်တွေအရန်ကူမှာပေါ်များတဲ့ဗျထိုင်းနိုင်ငံမှာမိုးတွေအရန်ကြီးလို့ရေတွေကြီးပြီဆိုလို့ရှိရင်အဲ့ဒီမြို့နယ်တွေကဒီထိတ်ဆုံးရလဲပါဝင်တဲ့မြို့နယ်တွေဖြစ်တယ်ပေါ့နော်ဒါမြစ်ချောင်းတွေပေါ်တဲ့အခါကျတော့ဘားရှာဖားရှာတဲ့တန်ငါတွေဒီလည်းရှိတယ်ဗျဒီတနေ့မှာတော့ဒီစံကဲအုံမြို့မှာနေတဲ့ငားရှာသမားသူငယ်ချင်းဦးလေးကြီးနှစ်ယောက်ဟာမနက်ပိုင်းအဲမြေစိတ်ဘက်ကိုထွက်လာတာပေါ့နော်ငားရှာဖို့အတွက်ဆိုပြီးတော့သူထွက်လာတဲ့အချိန်မှာဒီကန်းဆက်နားတနေရနားရောက်တဲ့အခါမှာအဲ့ဒီမှာဂုံဒီအိတ်နဲ့ထည့်ထားတဲ့ အရာကိုတို့မြင်တွေ့လိုက်ရတယ်ဒီအိတ်ကြီးရတယ်ရင်းကောင်းတွေတလောင်းလောင်းလေးပေါ့နော်သွေးတွေစွန့်နေတာကိုမြင်တွေ့ရတဲ့အချိန်မှာဒီငားရှာတဲ့ဦးလေးကြီးနှစ်ယောက်ကလည်းအစာပိုင်းမှာဆိုတို့ထင်တာပေါ့နော်ဘယ်သူတွေကများအကောင်ပလောင်တွေတက်ဖြတ်ပြီးတဲဟုတ်ထည့်ပြီးတော့နှုတ်ပြထားတဲ့ဆိုပြီးတို့လိုမျိုးထင်တာဒါနဲ့ဒုသဘာဝဆက်ဆူးခြင်းနဲ့စိတ်ကလည်းရှိနေတာနဲ့ပဲအဲဒီငားရှာတမဦးလေးကြီးနှစ်ယောက်ကအဲဒီဂုံလေးအကြီးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာပဲပေါ့နော်ထိတ်လန့်စရာကောင်းစွာနဲ့အသက်40 ကျော်အောက်ရှိတဲ့ဒီအမျိုးသမီးကြီးတရားပုတ်ဝပြီးတော့ဒီတေဆုံးနေတာကိုမြင်တွေ့လိုက်ရတယ်ဗျဒီချိန်မှာပဲငါးဆသမားဦးလေးကြီးနှစ်ယောက်ကလည်းမျိုးတဲကိုပြန်ဝင်ပြီးတော့ဗောနော်မြင်းစိတ်မှာမြင်တွေ့ရတယ်လူသေးလောက်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာတွေကိုသတိပေးအကြောင်းကြားလိုက်တယ်ရဲတွေရောက်ရှိလာပြီးတော့စစ်ဆေးလိုက်တော့ဥကောင်းမှာဒုံးနဲ့ရိုက်နှက်ထားတယ်လို့ယူဆရတယ်။ဒံယာကိုလည်းတွေးရတယ်။ဗတ်တိဆုံးနေတဲ့ဒီအမျိုးသမီးကဘယ်သူလဲ ဘယ်မှာနေလဲဆိုတဲ့ဒီအသေးစိတ်ကိုသိရှိနိုင်ဖို့အတွက်ရယ်ပေါ့နော်။ဘာကြောင့်တည်ဆုံးရတယ်လဲဆိုတဲ့ဒီအားလုံးကိုအသိနိုင်ဖို့အတွက်ရဲတွေကအလောင်းကိုစေးုံကိုတည်ပြီးတော့စစ်စစ်ချက်တွေပြုတ်လုလိုက်တယ်။ထိုင်းမှာကတခုကောင်းတာရှိတယ်ဗျာအခုလိုမျိုးအမြင်မသိတဲ့အလောင်းတွေကိုတွေးရပြီဆိုလို့ရှိရင်အရင်ဆုံးတို့နိုင်ငံသားဆိုလို့ရှိရင်ပေါ့နော်တို့နိုင်ငံသားပဲဖြစ်ဖြစ်ကျွန်တော်တို့လိုမျိုးတို့နိုင်ငံမှာလာနေတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်အရင်ဆုံးတို့ကစေယုံမှာပဲစုံစမ်းစာပွဲစစ်ဆေးမှုတွေလုပ်တယ်အဲ ထိုင်းနိုင်ငံမှာစေယုံနေမှာဆိုလို့ရှိရင်သူတို့နိုင်ငံသားတွေရဲ့အချက်အလက်တွေကိုအကုန်လုံးအဲ့ဒီစေယုံနေမှာစုဆောင်းထားတာတွေရှိတယ်ပေါ့နော်အဲဘာယောဂဖြစ်လို့စေယုံလာတတ်တယ်ဘယ်နဲ့ချိန်လာတတ်တယ်ဘယ်နှစ်ကဘယ်ချိန်ရဆိုတာသူတို့ရဲ့ဒီစေယုံကမှတ်တမ်းစရင်းတွေမှာအကုန်ရှိတယ်ကျွန်တော်တို့ဒီတွေကအစပေါ့နော်စေယုံပဲရှိတဲ့သူတိုင်းอ่ะဆိုလို့ရှိရင်လည်းစေယုံတွေမှာကျွန်တော်တို့ရဲ့ record တွေရှိတယ်ကျွန်တော်တို့စေယုံဘယ်နဲ့ချိန်တတ်တယ်ဘာယောဂရှိတယ်တွေးဥစုကဘာအစသူတို့ကအကုန်သိတယ်ကျွန်တော်တို့ရဲ့နေရာလိမ့်စာတွေလည်းသူတို့ရှိမှာရှိတယ်ပေါ့နော်အခုလည်းအဲ့လိုပုံစံမျိုးနဲ့သူတို့ကအမှုကိုလိုက်တာပဲဖြစ်တယ်ဗျာ စစ်စစ်တဲ့အရာနောက်ဆုံးမှာတော့အဖေကထွက်လာရယ်ပေါ့နော်ဒီမျိုးသမီးရဲ့နာမည်အသက်ဘယ်မှာနေတာလဲဆိုတာကအစာရဲတွေကအကုန်လုံးသိလိုက်ရတယ်ဗျအသက်ကတော့55နှစ်ဖြစ်ပြီးတော့နာမည်ကတော့စုံစီလို့ခေါ်တယ်နေတာကတော့ဒီစံကဲဟိုမျိုးထဲမှာပဲနေတယ် ဒီစစ်စစ်ချက်မှာနောက်တဲ့ထူးစားတာဘာတွေ့ရသလဲဆိုတော့ဒီဥကောင်းပိုင်းမှာရိုက်နှက်ထားတဲ့ဒဏ်ရာတွေအပြင်ကိုမှဒီ one fight ထဲမှာဆိုလို့ရှိရင်အစာအိမ်ထဲမှာလည်းရေတွေရောက်နေပြီးတော့အဆုတ်တွေထဲမှာလည်းရေတွေဝင်နေတာကိုရေတွေမြင်တွေ့လိုက်ရတယ်။ဒါဟာယနေ့သေဆုံးထားတဲ့သူတွေမှသာတွေ့ရတဲ့လက္ခဏာမျိုးတွေဖြစ်တယ်ပေါ့နော်။အမှန်တော့ဒီမျိုးသမီးကဒီလူသက်သမားကဒုံးနဲ့ရိုက်နှက်ပြီးတော့ခေါင်းကိုတတ်တယ်။ တသမားရဲ့စိတ်ထဲမှာတေးပြီးအထင်နဲ့ဂုံဒီအိတ်ထဲကိုအဲ့ဒီမျိုးသမီးရဲ့အလောင်းကိုထည့်အပွားနေကြိုးရှင်ပြီးတော့မြင်းထဲကိုသွားပြစ်ပြီးတော့ဒါအလောင်းဖြောက်လိုက်တာပေါ့နော်ဖြစ်ချင်တော့ဒီမျိုးသမီးကမသေးပဲနဲ့သတိလစ်နေတာဖြစ်တဲ့ရေထဲကိုရောက်ခတ်မှသာသတိပြန်လည်လာပြီးတော့သတိရတဲ့အချိန်ကျတော့အိတ်ထဲမှာဖြစ်နေပြီပေါ့နော်အဲ့တော့ယုံရင်းစံကားဖြစ်ရင်နောက်ဆုံးသူ့ရဲ့ပါဇက်တွေနှာခေါင်းတွေထဲကိုရေတွေဝင်ပြီးတော့သေဆုံးထားတဲ့ဆိုတဲ့လက္ခဏာမျိုးတွေကိုရဲတွေက အမြင်တွေ့ရပြီဒါကောက်ချက်ချလိုက်တယ်ပေါ့နော်ဒီလိုတည်ဆုံးရလဲဆိုပြီးတော့ဒါနဲ့ဒီမျိုးသမီးတည်ဆုံးတဲ့နေရာနဲ့ပတ်သက်ပြီးတော့နာမည်တွေအသက်တွေနေရာလိပ်စာတွေသိတဲ့အခါကျတော့ရဲတွေကလည်းအဲ့ဒီမျိုးသမီးနေတဲ့နေရာကိုလိုက်သွားတယ်လိုက်သွားတော့ည7:00နာရီလောက်ပေါ့နော်အဲရောက်တော့အဲ့ဒီမှာအိမ်ကတော့မိလေးလေးနေပြီးတော့တကားတော့ပိတ်ထားတယ်တဲ့ရဲတွေကဒီအိမ်ရဲ့တကားကိုသွားခောက်တဲ့အချိန်မှာအသက်50ဝန်းကျင်လောက်ရှိတဲ့အမျိုးသားတစ်ယောက်ထွက်လာတယ် ထွက်လာပြီးတော့ရဲတွေကပြောတာပေါ့နော်ဒါဟာဒေါ်စုံစီတို့အိမ်ကားလို့မေးတဲ့ခါကျတော့ဟုတ်ပါရဲ့တဲ့ဒါဒေါ်စုံစီတို့နေတဲ့အိမ်ပေါ့နော်အဲတော်ဟာတဲ့သူ့ရဲ့မိမဖြစ်တယ်တဲ့သူဘန်ကောက်ကိုတက်သွားတယ်ပေါ့နော်သူ့ရဲ့အမစီကိုသွားလဲနေတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်သုံးလေးရက်လောက်ကြာပြီးတဲ့ကိုကြီးပြန်လာသေးဘူးဆိုပြီးတော့ရဲတွေကိုသူပြန်ပြောလိုက်တယ်ပေါ့နော်ရဲတွေမြင်တွေ့လိုက်တာကအဲ့ဒီအမျိုးသားရဲ့ပုံစံကအပေါ်ပိုင်းကအိမ်မရှိဘဲနဲ့အောက်ပိုင်းမှာဆိုလို့ရှိရင် ရေထဲပိုင်းလေးပဲပတ်ထားတာကိုလည်းတွေ့လိုက်ရတယ်ပြီးတော့အဲ့ဒီအမျိုးသားရဲ့နောက်မှာဆိုလို့ရှိရင် အသက်30ဝန်းကျင်လောက်ရှိတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကလေးတစ်ယောက်က ဲပါရဲရဲတွေ့လိုက်ရတယ်အဲ့တော့ရဲကမေးတယ်ပေါ့နော်ဒါကဘာတော်တဲ့လို့မေးတဲ့အခါကျောင်းဒါကလည်းကျွန်တော်ရဲ့ချွေးမာတဲ့ဟိုဟာရဲကကျွန်တော်ရဲ့မြေးဖြစ်တယ်တဲ့သူတို့ရဲ့အဖေကျွန်တော်ရဲ့ပါပေါ့နော်နိုင်ငံခြားမှာအလုပ်သွားလုပ်နေတယ်ဆိုပြီးတော့အဲ့ဒီဦးလေးကအဲ့လိုမျိုးပြန်ဖြေတယ်ပြီးတော့ရဲကလည်းသူတို့လာရောက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကြောင်းဆုံးကိုအိပ်ပိုင်စင်ဖြစ်တဲ့သေဆုံးသွားတဲ့အတော်ကြီးရဲ့ယောက်ျားအူလေးကြီးကိုပြောပြလိုက်တယ်ပေါ့နော်အဲ့ဒီအူလေးကြီးရဲ့နာမည်ကတော့လုံမွတ်လို့ခေါ်တယ်အူလေးကြီးရဲ့ရွှေမဖြစ်တဲ့သူရဲ့အမိကတော့ကန်းလို့ခေါ်တယ် ကလေးလေးရဲ့အမျိုးတော့ဖော်ပြထားခြင်းမရှိဘူးပေါ့နော်။ဒါနဲ့ရဲတွေကသူတို့နှစ်ယောက်ကိုမတင်ကြတာနဲ့ပဲရဲစခန်းမှာစစ်ဆေးမှုတွေလုပ်ဖို့ရှိတယ်ဆိုပြီးတော့ခေါ်သွားတဲ့ကလေးလေးကိုတော့သူ့ရဲ့ရွှေတွေမျိုးတွေလက်ထဲအပ်ခဲ့တာနေမှာပေါ့ဗျာ။ဝေရောက်တော့တယောက်တခန်းထားပြီးတော့စစ်ဆေးမေးမြန်းမှုတွေလုပ်တယ်။အစပိုင်းမှာတော့ထွက်ဆိုချက်တွေကနှစ်စလုံးကတူညီနေတယ်။အမျိုးသားဖြစ်တဲ့ဦးလေးကြီးမို့ကျဲပြောပြချက်အရာကတော့သူ့ရဲ့မိန်းမတဲ့သုံးလေးရက်လောက်ရှိပြီပေါ့နော်။ဘန်ကောက်မှာနေတဲ့သူညီမစီကိုသွားလည်မယ်ဆိုပြီးတော့အိမ်ကနေပြီးတော့ထွက်သွားတာပဲတဲ့။ အခုလိုမျိုးဟိုဖြစ်ရက်ကိုရဲတွေလာပြီးတော့ပြောမှလားသူတို့လည်းသိရတယ်ပေါ့နော်။ဘာကြောင့်ဘလို့အခုလိုမျိုးတည်ဆုံးရလဲဆိုတော့သူတို့လည်းမသိဘူးဆိုပြီးတော့ဦးလေးကြီးရောဦးလေးကြီးရဲ့ရွှေမှဖြစ်တဲ့သူဟာထွက်ဆိုချက်တွေကအဲ့လိုပဲတူညီနေတဲ့ ရဲတွေကရဲစခန်းမှာဖမ်းဆီးထားတဲ့ဦးလေးကြီးလုံမွန်းနဲ့ဦးလေးကြီးရဲ့ရွှေမဖြစ်တဲ့ကန်တို့ကိုစစ်ဆေးမေးမြန်းတဲ့အပြင်ကိုမှပေါ့နော်သူတို့နဲ့နေထိုင်တဲ့အင်းကြီးချင်းတွေကိုပါတွားရောက်ပြီးတော့မေးမြန်းစစ်ဆေးမှုတွေလုပ်တယ်အင်းကြီးချင်းတွေရဲ့ထွက်ဆိုချက်အရကတော့အခုလိုမျိုးအမှုမဖြစ်ခင်၄-၅ရက်လိုလောက်ကလည်းလေမယား၂ရက်ညပိုင်းအဲ 9:00 9:00နာရီလောက်စကားများရန်ဖြစ်တံကိုကြားရတယ်တောင်းတော့ကြာတော့အတန်နေတိတ်သွားတယ်ဗောနော်တိတ်သွားပြီးတော့ည9:00နာရီလောက်မှာတဲ့တလို့အင်္ဂါကနေကားနဲ့အပြင်ကိုထွက်သွားတာတွေ့တယ်ဗောနော်ဒီကားပေါ်မှာဘယ်သူတွေပါဝတ်လဲဆိုတာကိုတော့အင်းကြီးချင်းနေလဲအဲ့ဒါတော့မသိဘူးဆိုပြီးတော့အဲ့လိုမျိုးထွက်ဆိုတယ်အဲ့တော့အင်းကြီးချင်းနေရပြောပြချက်နဲ့ဒီဖန်းစီထားတဲ့မြောက်ရဲ့တွေထွက်ဆိုချက်တွေတိုက်ဆိုင်ကြည့်လိုက်တဲ့အခါမှာလွဲကျော်မှုတွေရှိနေတယ်ဗောနော်ရဲတွေကဥရေကြီးမုတ်နဲ့အဲနော်ဆွေးမှာဖြစ်တဲ့ဒီကန်းတို့ကထွက်ဆိုချက်တွေဟာလိန်ညာနေတယ်ဆိုတာကိုသိတယ် ရဲတွေကနောက်ဆုံးမှာဆွေးမဖြစ်တဲ့ကန်းကိုစစ်ဆေးမေးမြန်းမှုတွေလုပ်တယ်ပေါ့နော်။အဲနေ့မှာခလေးလည်းရှိတယ်။ခလေးရဲ့အရှိရေးတွေအများကြီးရှိသေးတယ်ပေါ့နော်။အမှုအမှန်ကိုတည်တည်ချာချာပြောအမှုမှန်ကိုဖော်ထုတ်ပြောပြနိုင်လို့ရှိရင်နင်းတွဲချောပေါ့မှုတွေအများကြီးရှိတယ်။ဒါညာဆိုပြောရဲတွေကအဲ့လိုမျိုးထွေလုံးတွေပါတယ်သုံးပြောအဲ့လိုမျိုးပြောတဲ့ခါကျတော့အဲ့ဒီကန်းကသူထွက်ဆိုလာတယ်ပေါ့နော်။သူရောက်ခမဟိုးတဲ့မူတက်တာတော့မဟုတ်ဘူးတဲ့။ရောက်ကတိတက်လိုက်တာပေါ့နော်။အဲဘလို့ကြောင့်တက်လိုက်ရတယ်ဆိုလို့ရှိရင်အဲသူရောက်ကြ ိုင်ငံသားမှာအလုသွားလုံးနေတဲ့နောက်မှာရောက်ကထင်းနဲ့ဆွေးမဖြစ်တဲ့သူကဖောက်ပြန်တယ်ဖောက်ပြန်နေတာကြာပြီပေါ့နော်တနေ့မှာတော့ရောက်ကထင်းနဲ့ဖောက်ပြန်နေတာကိုအဲ့ရထဲမှာလည်းရောက်ခတ်မှဖြစ်တဲ့သူကအမြင်တွေ့လိုက်ရတယ်ပေါ့နော်အဲ့အချိန်မှာရောက်ကထင်းဖြစ်တဲ့လုံမုတ်နဲ့စကားတွေအကြီးကျယ်တွေသူတို့များကြတယ်တဲ့ညာကြီးအဲ့အချိန်မှာဒီဦးလေးကြီးလုံမုတ်ကသူ့ရဲ့အမျိုးသမီးဖြစ်တဲ့တော့စုံစီကိုပေါ့ပေါ့နော်အနီးနားမှာရှိတဲ့ဒုတ်ပိုင်းနဲ့ခေါင်းပိတ်ပြီးတော့ရိုက်လိုက်တယ်အဲ့ဒီနေရာမှာနေပေါ့နော်ဝှချင်းပြီးအဲအမျိုးသမီးဖြစ်တဲ့စုံစီကတေဆုံးသွားတယ်ပေါ့နော်ရောက်ခတ်မှအတေဆုံးသွားတဲ့အခါကျမှ ားနဲ့ရောက်တဲ့ဒေးရပါတော့အိတ်ထဲကိုထည့်ပြီးတော့တဲ့အဲကားဘော့တင်ပြီးတော့တော့အလောင်းကိုဖြောက်မယ်ဆိုပြီးတော့ပယ်သွားတာပဲတဲ့ဘယ်ပယ်သွားလဲဆိုတော့သူလည်းမသိဘူးဆိုပြီးတော့အဆွေးမှဖြစ်တဲ့ကံအဲ့လိုမျိုးထွက်ဆိုလိုက်တဲ့ တထန်ရဲတွေကဥလိကြီးလုံမုတ်စီကိုသွားပြီးတော့စစ်စစ်မင်းမင်းမှုတွေထက်လောက်တာပေါ့နော်သူတို့နှစ်ယောက်ရဲ့ဇကားတွေကိုညီလားဆိုပြီးတော့တိုက်ရအောင်အဲ့မှာဥလိကြီးလုံမုတ်ကတော့ထုံးစံအတိုင်းပဲသူကအမှုအမှန်ကိုသူကဖုံးကွယ်ပြီးတော့လိန်ညာပြောတယ်ပေါ့နော်သူ့ရဲ့မိန်းမကအိမ်ကနေပြီးတော့သူ့ရဲ့ညီမရှိကိုအလဲသွားမယ်ဆိုပြီးတော့ထွက်သွားလာပဲပေါ့နော်သုံးလေးရက်လောက်ကြာတဲ့အထိအိမ်ကိုပြန်မလာဘူးနောက်ဆုံးမှရဲသားကြီးတွေကအခုလိုမျိုးလာပြောကမှသူတို့ရဲ့ဖြစ်မှန်စုံလင်ကိုအခုလိုသူမှတီးရတယ်ဆိုပြီးတော့အဲ့လိုမျိုးပဲထွက်ဆိုလဲပေါ့နော်နောက်အဲ့မှာရဲတွေကသူ့ရဲ့ရွှေမကန်ထွက်ဆိုကြတဲ့ထွက်ဆိုချက်တွေကိုအဲ့ဒီဥလိကြီးကိုအကောလုံးချပြလိုက်ခံမှ ါသူလည်းနောက်ဆုံးမငင်းတာတော့ပဲသူ့ရဲ့မိန်းမဖြစ်တဲ့ဒေါ်စုံစီကိုသူကိုယ်တိုင်တက်လိုက်ပါလေဆိုတာဝန်ခံလိုက်တယ်ပေါ့နော်အလောင်းကိုတော့သူဟိုမြစ်ထဲကိုသွားပြီးတော့စွန့်ပစ်လိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးဖတ်ဆိုတယ်ပေါ့နော်အလောင်းရဲ့အထင်မှာသူတို့နှစ်ယောက်ရဲ့အထင်မှာတော့သူတို့ရဲ့ရောက်ခမသူ့ရဲ့မိန်းမသေပြီးထင်ပြီးတော့သူတို့ကသွားပြီးတော့အလောင်းကိုစွန့်ပစ်တာအမှန်တော့ ဒီမေမျောနေတာဖြစ်တယ်ရိုက်ခနဲ့ထားတဲ့ခေါင်းထည်တဲ့တန်ရာကြောင့်မြေထဲကိုပစ်ချပြီးကမှသာဒီပြန်လေလာပြီးတော့ရုံးရင်ဆန်ကဖြစ်ပြီးနောက်ဆုံးရင်းနစ်ပြီးတော့မှသိဆုံးသွားတာတော်ဆုံးပြီဆိုတဲ့မျိုးသမီးရပါတော့တော်တော်ကြီးကိုမှကြောက်စရာကောင်းတယ်ပေါ့နော်ဘလောက်တောင်ဒီသူဒီဂုံလေးအိတ်ကြီးထဲမှာမွန်းကျက်ပြီးတော့ရုံးကန်နေမလဲဆိုလားမျိုးလုံးထဲမှာမြင်အောင်လားကြည့်လိုက်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေတော်တော်လေးကိုမှ နော်ကာမသားကောင်တွေကြောက်စရာတိတ်ကောင်တွေပေါ့နော်အခုခေတ်မှာလည်းပတ်ဝန်းကျင်မှာရှိကြပါလေရောက်ခတ်ဒီနဲ့ရွှေမှာနဲ့ဖောက်ပြန်တဲ့ကိစ္စတွေပေါ့နော်မကြဝိမနာသားတွေဟုတ်ကဲ့ပါနောက်ဆုံးမှာတော့ပြစ်မှုကျွလုံနဲ့ရွှေမှာဖြစ်တဲ့သူကိုထောင်တန်းအနည်း20ချမှတ်ပြီးတော့အမျိုးသားဖြစ်တဲ့ရောက်ကတိကိုတော့ထောင်တန်းတတ်တက်ကြွန်းချမှတ်တတ်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့ပြည့်မှန်မူငေးအကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးတစ်ယောက်နားဆင်ခံစားပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးတူပဲတင်ပါတယ်ခင်ဗျာ